Sky Milan ကတို့တာဝန်ရှိသူတွေဟာရန်နာပစ္စည်းတွေကိုပြန်မပေးချောင်ပြောင်းလာတဲ့ဒုက္ခတိုင်းပေါ်ကြံ့ရင်တုံမိသားစု Sky Milan ကတို့ပြောကြမှုမိသားစုဝင်တွေကိုဆုံးရှုံးခဲ့ရကြလို့ရန်နာပစ္စည်းတွေကလည်း Sky Milan တာဝန်ရှိသူတွေဘက်ကပြန်မပေးချောင်ပြောင်းလာတာကဒုက္ခတိုင်းပေါ်စိန်တိုင်းကြံ့ရင်တုံမိသားစုဝင်တွေပါအလုံးလေးတည်ထားတဲ့အချိန်မြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့အင်အားကြီးမြင့်နေကြ ပျက်စီးဆုံးရှုံးမှုတွေထဲမှာမန်လင်းမြို့က Sky Villa ကွန်ဒိုပြိုကျပျက်စီးမှုကအများဆုံးဖြစ်ပြီးတော့လူတွေတိတ်ဆုံးမှုကလည်းတော်တော်လေးကိုများပြားနေတာပါဒီလို Sky Villa ကွန်ဒိုပြိုကျပျက်စီးမှုမှာလူပြောအများဆုံးနဲ့လူစိတ်ဝင်စားမှုမြင့်ဆုံးဖြစ်ခဲ့တာကတော့ဒုက္ခတိုင်းပေါ်စိမ့်တိုင်းပိုင်ရှင်ကွယ်လွန်သွားတဲ့ကိစ္စပဲဖြစ်ပါတယ်ဒုက္ခတိုင်းပေါ်စိမ့်တိုင်းပိုင်ရှင်တထေးမအင်းနဲ့တူတမီတမန်နဲ့မြင်းဖြစ်သူပါဝင်အင်ကိုမင်းကလေးလျောက်ဟာမြင်းကလေးသော မန်လေးမြို့မှာပြိုကျပျက်စီးသွားခဲ့တဲ့ Sky Villa ကိုတော့ပျက်စီးမှုမှာပါဝင်သွားခဲ့တာပဲဖြစ်ပါတယ်။ဒုက္ခတိုင်းမုံစိန်နိုင်ပိုင်ရှင်ဒေါ်မိုးတီရာရှင်အိမ်ကိုကလေးမလေးတယောက်နဲ့အတူအသက်ရှင်နေတဲ့ပိတ်မိနေခဲ့တာပါ။ဒါပေမဲ့ဒုက္ခတိုင်းမုံစိန်နိုင်ပိုင်ရှင်တထင်းမကြီးဟာတုံးရမြောင်းလေးမှာကွယ်လွန်ဆုံးမသွားခဲ့တာဖြစ်ခါအတူတူပိတ်မိနေခဲ့တဲ့ကလေးမလေးကအသက်ရှင်သန်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။စောပိုင်းမှာတော့ဒုက္ခတိုင်းမုံစိန်နိုင်ပိုင်ရှင်ဟာ Sky Miller ကတော့ပြောကြမှုမှာအသက်ရှင်ရဲ့ပြိမိနေတဲ့ဆိုတာဖြစ်ကြောင်းကိုအားလုံးကအသက်ရှင်နိုင်ဖို့ဆူတောင်းပေးနေကြတာပါ။ဒါပေမဲ့ Sky Miller ကတော့ပြောကြမှုမှာအသက်ရှင်လျက်တောင်းခံနိုင်ရမယ်။ကယ်ဆယ်ရေးနောက်ကျလို့အသက်ဆုံးရှုံးသွားနေရတာဖြစ်ပါရင်ခုခါမှာတော့ဒီလို Sky Miller ကတော့ပြောကြမှုမှာဒုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်မိသားစုဝင်တွေအသက်ဆုံးရှုံးခဲ့ရတယ်လို့ဒုက္ခဒိုင်မွန်စိန်တိုင်းကယန္တနာပစ္စည်းတွေလည်းပျောက်ဆုံးနေကြအောင်ပြောလာတာဖြစ်ပါရင် အခုအချိန်မှာတော့ Sky Villa Condone နေထိုင်တဲ့ရင်းသားအဆိုပါကိစ္စနဲ့ပဲအကြီးကျယ်ပြဿနာတက်နေတာဖြစ်က Sky Villa Condone မလင်းဘေးတံကြောင့်ပြိုကျမှုမှာပြောင်းဆုံးသွားရင်စိန်ရွှေငွေရတနာတွေကို Sky Villa Condone ဘက်ကပြန်မပေးဘူးဆိုတဲ့သတင်းတွေစတိုက်ကိုထွက်နေရပါဘူး။ဒီအခါမှာတော့ Sky Villa Condone ပြိုကျမှုမှာတည်ဆုံးသွားတဲ့ဒေါ်မိုးတီရာရှင်ကျန်ရင်သူ CIF က Sky Villa Condone ပြိုကျမှုအတွင်းဒုက္ခဒိုင်းမွန်စိန်တိုင်းမှာပြောင်းဆုံးသွားတဲ့ပစ္စည်းများထဲမှာအသက်ဆုံးရှုံးသွားတဲ့ဒုက္ခဒိုင်းမွန်ပိုင်ရှင်ရင်းရင် passport စာအုပ်တုံးနဲ့ပြီးချူရုပ်လေးနှစ်ရုပ်သာပြန်လည်ရရှိသေးကြောင်းကို ပြောလာတာပဲဖြစ်ပါရင်ထို့ဖြင့်တော့ sky villa တိုက်ရောက်မှာပြိုပြက်နေတဲ့အုပ်ပုံနေကြားထဲမှာရှိတဲ့စိန်ရွှေရနာပစ္စည်းများမှာပြန်လည်မရရှိသေးတဲ့ပစ္စည်းနိုင်ရဲ့အကြောင်းကြားရင်တိုင်းရောက်ယူချိန်မှာတော့သမီးငယ်လေးရဲ့ passport နဲ့ပြီးချူရုပ်နှစ်ရုပ်ကိုသာပြန်လည်ရရှိခဲ့လို့စိန်တိုင်းပိုင်ရှင်တော်မိုးတီအားရှင်ခင်မုန်းကပြောလာတာပဲဖြစ်ပါရင် sky villa ကိုတော့ဘက်ကတာဝန်ရှိသူကအခန်းတွေဖြိုချခြင်းမှာလည်းသက်ဆိုင်ရာအခန်းပိုင်ရှင်တွေကို ဝင်ခွင်သတ်မှတ်နေရာတွေမှာကြည့်ရှုခွင့်မပေးဘဲမြေကုန်ဆက်တွေနဲ့မြေစာတွေကိုကားပေါ်တင်လိုက်တာကြောင့်ပြန်လည်ရှာဖွေဖို့မလွယ်နိုင်ကြောင်းပစ္စည်းတွေဆုံးရှုံးနေရတဲ့ပေါ်ပြောလာခဲ့တာပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရော Sky Villa ကွန်ဒိုမလင်းကြောင့်ပြိုကျမှုတွေမှာမိသားစုဝင်နေတာမကတန်ဖိုးကြီးလက်ဝင်ရနာပစ္စည်းတွေကိုပါဆုံးရှုံးလိုက်ရတဲ့ဒုက္ခတိုင်းမမိသားစုပေါ်မှာဘယ်လိုမျိုးမြင်ကြပါလဲ။မိမိတို့ရဲ့အမြင်ရင်းရှင်လည်းမှတ်ချက်ပေးသွားကြပါအောင်ရှင်။